ဘော်ရာတို့ဘာပဲကြည့်ကြည့် channel subscribe လုပ်ဘေးနာကောင်းလောက်နှိပ်ပြီးရင် VPN လေးဖွင့်ကြည့်ပေးဖို့မြတ်တာရက်ခံပြစေစော်ဒီလေးမှာကတော့ manipulated အပိုင်းတုံး let's go ဒီပိုင်းဆမှာတော့ပြပွဲတစ်ခုထဲမှာအော်ရယ်လီရဲ့နုပညာလက်ရာရုပ်ထုတစ်ခုလေးလံဆွဲနေကြပါတယ်ဂျန်ကင်းစီ1.3ဘီလီယံကနေစပြီးတော့လေးလံဆွဲလာရာကနေနောက်ဆုံးမှာတော့ online လေးလံဆွဲသူနံပါတ်56နဲ့ပွဲတွင်းလေးလံဆွဲသူနံပါတ်39တို့နှစ်ယောက်ပဲကြန့်ရှိခဲ့ပြီး တို့နှစ်ယောက်ရဲ့အပြိုင်ဆိုင်ဈေးပေးတာတွေကြောင့်ရုပ်ထုရဲ့တန်ဖိုးကလည်း1 4ဘီလီယံနဲ့အထက်ကိုတန်ဖိုးမြင့်တက်လို့လာခဲ့ပါတော့တယ်။အဲဒါလေလံပွဲတောင်ဝင်ရှိသူကအဆုံးမပေးပဲဈေးတိုးပေးပြီးတော့အပြိုင်ဆိုင်လေလံဆွဲသူနှစ်ယောက်ကြားရုပ်ထုရဲ့တန်ဖိုးကတမ်းမတ်ပမာဏထက်မြင့်တက်လာခဲ့တာကြောင့်ပွဲကိုခဏရပ်ပြီးတော့စဉ်းစားချိန်ပြီးလိုက်ပါတယ်။အစည်းအဝေးခဏရနာထားချိန်မှာတော့ပွဲတွင်းလေလံဆွဲသူနံပါတ်39ဟာယိုဟန်စီကိုဖုန်းဆက်ခဲ့ပြီးတော့ဒီရုပ်ထုစားတန်ဖိုးတိကျတတ်မှတ်ထားတဲ့တခြားတစ်ခုကိုပဲပေးလို့ရမလားဆိုပြီးတော့လှမ်းပြီးတော့ပြောလိုက်ပါတယ်။ ။တပတ်ကယိုဟန်ကတော့သူဟာသူ့ရဲ့လုံအားကားနဲ့ဒီယုတ်ထုကိုပဲလိုချင်တာဖြစ်လို့ဒီယုတ်ထုကိုသာယူလာမပေးနိုင်တဲ့တပတ်ကအတ်ထားတဲ့အလုပ်ကိုလည်းဆက်လုပ်မပေးနိုင်ဘူးလို့ခက်ပြက်ပြက်ပဲပြန်ပြောပြီးတော့ဖုန်းချသွားခဲ့ပါလေ။အဲ့တော့ပွဲတွင်လေလံဆွဲနေတဲ့ဥက္ကဋ္ဌရှင်းမြောင်းဟိုကလည်းတန်မိုးဘလောက်ပဲမြင့်မြင့်ဒီယုတ်ထုကိုရအောင်လေလံဆွဲနိုင်ဖို့သာဆုံးဖြတ်လိုက်ရပါတော့တယ်။တကယ်တော့တပတ်က online လေလံဆွဲသူနံပါတ်56ဆိုတာကယိုဟန်ကိုရိုင်းဖြစ်နေပြီးတော့ယိုဟန်ကသူ့ရဲ့လောအားကအနေနဲ့တောင်းဆိုရရအောင်လွယ်လွယ်နဲ့မရစေပဲတပတ်ကနေဈေးပေးပြီးတော့မတန်တဆတန်ဖိုးတက်အောင်တမင်လုံနေခဲ့တာပါ။ အဲတော့ဘွဲရလည်းပြန်ဆားပြစ်တာမဟုတ်လို့လေးလံပြန်ဆွဲလို့နေကြပြီဖြစ်ပါတယ်။နောက်ဆုံးမှာတော့ UN က10ဘီလီယံရောက်မှာဈေးပေးတာကိုရပ်ပစ်ခဲ့ပြီးတော့အုတ်ရာကြီးကလည်းရုပ်တုတစ်ခုကို6ဘီလီယံတန်ဖိုးတွေမတန်ဆပေးဝယ်လိုက်တာယိုဟန်စီကိုပို့ပေးလိုက်ရပါတော့တယ်။ UN ကပွဲပြီးလို့အင်ကုန်ပြန်လာချိန်မှာတော့လေးလံအောင်ထားတဲ့ရုပ်ထုကလည်းသူ့အိမ်ရှိမှာအစင်းသိရောက်နေခဲ့ပြီဖြစ်ပါတယ်။ UN ကအိမ်ထဲကိုရောက်ချင်းမှာပဲစစွာအုတ်ရာကြီးဖုန်းဆက်ပြီးတော့သူလိုချင်တဲ့ရုပ်ထုကိုရောက်အောင်ယူပေးနိုင်တဲ့အတွက်ဂျေဆုတင်ကြောင်းနဲ့ ဩရာရဲ့သားဖြစ်သူစားသူကရိုင်းစီစဉ်ပြီးတော့ထောင်ထဲအောင်လှုပ်ပေးထားတဲ့လူငယ်လေးကထောင်ထဲမှာပဲတမာကျန်းသာရွက်တွေကိုဗဇက်တွေထိုးထည့်ပြီးတော့ကိုကိုအဆုံးစီရင်သွားခဲ့ဖြစ်တာမလို့ဩရာကြီးတို့လည်းဒီမှုအတွက်ဘာမှပူနေစရာမလိုတော့ပဲစိတ်အေးနေလို့ရဖြစ်ကြောင်းကိုလှမ်းပြီးတော့ပြောလိုက်ပါလေအဲနောက်ယိုဟန်ကသူဟာသူကရီတိုင်းဩရာရဲ့သားကျူးလွန်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီးတော့အစားတွေကဘာမှဖြစ်ခဲ့သလိုဖြစ်အောင်စီစဉ်ပေးခဲ့တယ်နော်လို့ပြောပြီးတော့သူ့ကိုယ်သူဂုံယူနေခဲ့ပါသေးတယ်အဲနောက်ယိုဟန်ဆိုတဲ့လူကြောင့်ရှင်းပြရမယ်ဆိုရင်သူကအကောင့်ကြီးအမိရှိရှိ VIP ကောင်တွေရဲ့ လူမဆန်စွာကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက်အမှုနဲ့ဘာဆိုဘာမှမတက်ဆိုင်တဲ့အခြေခံလူဒန်းစားတွေကိုကွက်ချက်ချအသုံးချပြီးတော့တစ်ဖက်မှာမငင်းစိုနိုင်လောက်အောင်တပ်တွေဖန်တီးပြီးလူစားထိုးကပြစ်ဒဏ်ကြောက်အောင်လုပ်နေကြတာပဲဖြစ်ပါတယ်။ UN ကဒီလောက်တည်းရရှိလာမဲ့လောအားကားကိုလည်းတန်ဖိုးကြီးမားတဲ့အမှုပညာလက်ရာတွေကိုသာလက်ခံခဲ့ပြီးတော့ဒီလောက်ကြောင့်ပဲတကယ်အာနာရှိသူတွေနဲ့ခင်မင်းရင်းနှီးခွင့်ရပြီးစီးပွားရေးလုပ်ငန်းကြီးတွေကိုလည်းပိုင်ဆိုင်ခွင့်ရနေသူလည်းဖြစ်ပါတယ်။ရှင်းနေဂင်ဆန်းရဲ့ဆိုတာကလည်း UN မွေးထားတဲ့ခွေးတွေကတကောင်ပဲဖြစ်ပြီးတော့ ကင်ဆိုင်တယောက်ထဲကျုံးနဲ့တွေ့ပြီးအပြန်ထဲကျုံးအပြန်ရှင်းပြဖို့လိုအပ်ပြီးဖြစ်ကြောင်းကိုတင်ပြခဲ့တာကယိုဟန်စီဟိုပဲဖြစ်ပြီးတပတ်မှအစည်းအဝေးလုပ်နေယိုဟန်ကလည်းရှင်းဖို့လိုအပ်ရင်ရှင်းပြလိုက်လို့ပြန်ပြီးတော့ပြောခဲ့လိုက်ပါတယ်။အဲနောက်ယိုဟန်ကဒီသတင်းကိုသူ့ဘက်တော်သားဆရာဝန်တယောက်စီချက်ချင်းကိုလမ်းပြောပြီးတော့ထဲကျုံးကိုရှင်းဖို့အတွက်လိုအပ်တာတွေစီစဉ်ခိုင်းခဲ့တာပဲဖြစ်ပါတယ်။တပတ်မှတော့ထဲကျုံးတယောက်သူ့အသူအေးဆေးနေနေချိန်မှာပဲရော်ရော့စုနဲ့သူ့တပည့်တွေရောက်လာပြီးတော့မနက်ဖြန်မှာသူ့တပည့်ရဲ့ထိုးပွဲတစ်ခုရှိလို့သွေးဘူးလေးချိန်ကနေနဲ့တပည့်ဖြစ်သူထိုးသမ ्या ကိုထဲကျုံးကငြိမ်ခံပေးလိုက်စမ်းမှာဆိုပြီးတော့လာပြောခဲ့ပါတယ်။ ထဲကျုံးကမလုံနိုင်ကြောင်းပြန်ညင်းလိုက်တော့တစ်ဖက်အကောင်လေးလည်းသူတို့ဆရာကိုအာခံရပါမလားဆိုပြီးထဲကျုံးကိုဝိုင်းသမားဖို့လှုပ်ကြပါလေဒီခါမှတော့ထဲကျုံးကလုံးဝညင်းမခံတော့တဲ့အတွက်ရောရောဆွေရဲ့တပည့်တွေကိုအတကုံပြန်ပြီးတော့တရောင်ချင်းပြင်းပေးလိုက်ပါလေအဲနောက်ထဲကျုံးကရှေးလျှောက်သူ့ကိုလာမရှုတ်တော့ဘူးရောရောဆွေကိုသတိပေးလိုက်ပြီးအေးဆေးပဲပြန်ထွက်လာခဲ့လိုက်ပါလေထောင်ထဲကထွက်လာပြီးတော့လျှက်စစ်ပစ္စည်းအပြင်ဆိုင်ဖွင့်လာတဲ့ရုံရှိစီကိုမိန်းကလေးနှစ်ယောက်ရောက်လာခဲ့ကြပါလေကောင်မလေးကဆိုင်ထဲဝင်လာပြီးတော့ရုံရှိဖွဲ့ထားသမျှပတ်စံတွေတချို့ယူသွားခဲ့ပြီးမြဲ ။ရုံရှိကတော့ဘာပြန်မပြောနိုင်ပဲဒီတိုင်းသာရက်ကြည့်နေခဲ့ရပါလိမ့်။ရုံရှိကသူ့ဘိုက်စာလို့ထမင်းမာထားပြီးတော့ထမင်းမပေးစရာမရှိတဲ့အတွက်ပတ်စံနဲ့နဲ့လောက်ပြန်ပေးခဲ့ပါအောင်လို့ပြောတော့ရုံရှိကသမီးလို့ထင်ရတဲ့မိန်းကလေးကမကျင်တဲ့ပုံစံနဲ့ပတ်စံအနေငယ်ပြန်ပေးပြီးတော့ဆိုင်ထဲကနေထွက်သွားခဲ့ပါတော့တယ်။ကောင်မလေးပြန်ထွက်သွားချိန်မှာတော့ရုံရှိလည်းသူ့လုံအားကငွေလေးတွေကိုဖွက်နေကြနေရမှာမထားတော့ပဲနေရာပြောင်းပြီးတော့ဖွက်ထားလိုက်ရပါလိမ့်။အဲ့ချိန်ကျင်းတော်ကဘုရားကျောင်းရဲ့ဘုံတော်ကြီးလည်းရောက်လာခဲ့ပြီးတော့ထေကျုံတယောက်ဘုရားကျောင်းအကူကနေနှုတ်ထွက်သွားကြောင်းနဲ့ လက်တလုံးမှာအရင်နဲ့မတူတော့တဲ့ထဲကျွန်းရဲ့အကြောင်းအရာတချို့ကိုလာပြီးတော့ပြောပြခဲ့ပါတယ်။တဖက်မှာလည်းရောရောဆူဆူတဲ့ဘဲကထဲကျွန်းသူ့ကိုအာခံပြီးတော့ပြောသွားတဲ့ဇကလုံးတွေကိုပြန်စင်းသားနေတဲ့ဒေါသတွေထွက်နေခဲ့ပါတယ်။အဲနောက်ရောရောဆူကသမင်းစားကန်းနေပြင်ကိုထွက်လာတဲ့အခါအပောင်းဝါနာမှာသမင်းစားနေအကောင်လေးစီကနေသူ့လူတွေကိုထဲကျွန်းပြင်းသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လောင်ပြောင်ပြောဆိုနေတာကိုကြားလိုက်ရတာကြောင့်ရောရောဆူလည်းဂျာပါတီမနိုင်ငပြောသည်မဲဆိုသလိုပဲတကောင်သားနှကောင်သူ့တင်နှဲ့ပါမလားဆိုပြီးအတကောင်ဝင်တီးပြပါတော့တယ်။အဲဒီအချိန်သမင်းစားဆောင်တွေကိုနေမင်းအင်စတိုင်နဲ့ ဒိုကန်ကျဲဆွဲပဲဥဆောင်တဲ့ဇိုးဖွဲတစ်ဖွဲကဝင်လာတဲ့ခါရော်ရော့စုလဲထောင်ထဲကိုနောက်ချင်းပြန်အောင်လာတဲ့ရန်သူဟောင်းကြီးကိုတစ်ချက်တီးပေးပြီးတော့နှုတ်ဆက်လိုက်ပါတယ်။ဒိုကန်ကျဲလဲပြန်ပြေးမှုလုပ်ပြီးတော့နှကောင်သားဖိုက်ကြတော့မယ့်အချိန်မှာတော့အဆောင်တွေကရောက်လာခဲ့တာကြောင့်သကောင်သားတွေလဲလူစုခွဲလိုက်ရပါတယ်။အဲနောက်ရာရှိကရော်ရော့စုကိုထောင်မှုကြီးကတွေ့ကျင်လို့ဆိုပြီးတော့ခေါ်သွားခဲ့လိုက်ပါတယ်။နေအောင်ရောက်ချိန်မှာတော့ထောင်မှုကြီးကသူ့ရဲ့ဖိုက်ကလပ်မှာလူသေးတွေကိုခေါ်ပြီးတော့ဝင်ငွေပို့ရအောင်ရှာပေးဖို့နဲ့လိန်လယ်မှုနဲ့ထောင်ကျနေအကျဉ်းသားအသစ်တွေကိုလည်းရော်ရော့စုရဲ့အခန်းစီပို့ပေးမှာမလို့ဒေသပြေးပြီးတော့ဆုံးမပေးဖို့မှာခဲ့ပါတယ်။ ဒါပေမဲ့တော့ရုံရှိကထဲကျုံကိုထောင်ဝင်စားလာတွေ့နေခဲ့တာဖြစ်ပြီးထဲကျုံတွေလိုအပ်တာတွေနဲ့ဗီတာမင်ပါတဲ့အားစေးတွေလည်းဝယ်လာပေးခဲ့တာမလို့ဈေးတွေကိုပုံမှန်တောက်ဖို့မှာနေခဲ့ပါလေ။နောက်ပြီးတော့ဘုန်းတော်ကြီးကထဲကျုံနဲ့ပတ်သက်လို့တခုပြောင်းလဲသွားတယ်ဆိုပြီးတော့လာပြောခဲ့တာမလို့သူကထဲကျုံစိတ်ပူပြီးတော့လာကြည့်လာပါလို့ရုံရှိကဆိုပါလေ။ထဲကျုံလည်းဘာပြဿနာမှမရှိပဲသူအစီအပြေအကြောင်းသာပြန်ပြီးတော့ပြောခဲ့လိုက်ပါလေ။အဲနောက်ထဲကျုံကသူကပြစ်မှုကိုမကျူးလွန်ပဲနဲ့ထောင်ထဲမှာနှစ်တွေအများကြီးနေခဲ့ပြီဖြစ်လို့ဒီညာကနေရောက်အောင်ထွက်သွားတော့မှဖြစ်ကြောင်းပြောလာတဲ့ချိန်မှာတော့ရုံရှိလည်းအရန်ကိုလန့်သွားခဲ့ရပါလေ။ ။ဒါမှမဟုတ်ယောရစုကထေကျုံသူ့ကိုအာခံသွားတဲ့ကိစ္စမှာသူ့ရဲ့တိတ်ခါရီအများကြီးကြာဆင်းသွားခဲ့တဲ့အတွက်ထေကျုံကိုပထွေးမုံမုံနေဖြစ်ကြောင်းသူ့တပည့်တွေပြောပြနေခဲ့ပါတယ်။အဲနောက်ထေကျုံရှင်းပြဖို့အတွက်သူ့တပည့်ဂျီယုံဆိုသူကိုတောင်းဝင်ပေးလိုက်ပါတော့တယ်။ထေကျုံကရုံးရှုပြောခဲ့တဲ့အချိန်မှာသူဟာထောင်ပေါက်ပြီးတော့ထွက်ပြေးတော့မှဖြစ်လို့လူအပ်တာတွေအကုန်လုံးကိုအသေးစိတ်ပလန်ဆပြီးတော့ဆွဲနေခဲ့ပြန်ဖြစ်ပါတယ်။ အဲ့ဒီချိန်ကြီးရတာကျွန်တော်တို့ရဲ့ legendary ထောင်ပေါက်ဇာကာ high prison break ကိုသွားပြီးတော့သတိရမိပါသေးတယ်။ဆိုင်တော့မဆိုင်ဘူး။မိတော့မမိဘူးလို့ပြောကြမှာဖြစ်ပေမဲ့ तू ကလည်းသူနီးသူဟန်လေးနဲ့ထောင်ပေါက်ပြေဖို့အနှဲငယ်လေးစူးစားတယ်ပေါ့ခင်ဗျာ။စီစီလင်းဆွဲပြီးတော့အနှဲငယ်တော့စူးစားတယ်ပေါ့ခင်ဗျာ။အဲအဲ့လိုလေးပြန်သတိရမိတာပါ။အဲ့တော့ထဲကျွန်းကထောင်တွင်းတာဝန်တွေကိုလှုပ်ဆောင်နေချိန်မှာပဲလွတ်မြောက်ဖို့အတွက်လိုအပ်တဲ့လုံခြုံရေးကတ်တွေကိုဘယ်လိုယူရမလဲဆိုတာနဲ့ထွက်ပေါက်ကိုရောက်အောင်သွားဖို့လှုပ်ရှားမယ်အချိန်တွေကိုလည်းကြိုတင်ပြီးတော့တွက်ချက်စီမံထားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မှတော့ထဲကျွန်းရဲ့ခန်းကိုလူသစ်တယောက်ရောက်လာပါတယ်။ လူသစ်ကတော့ရောရော့ဆူရဲ့တပည့်ဂျီယုံမဲဖြစ်နေပြီးတော့ဂျီယုံကခန်းထဲဝင်ချင်းမှာပဲထဲကျုံကိုနှုတ်ဆက်စကားပြောခဲ့မိ။ထဲကျုံကတော့စိတ်ထဲမှာမတင်ကားသလိုဖြစ်နေရမလို့တတိနဲ့သာနေထိုင်နေခဲ့ပါလိမ့်။ညသကောင်လုံးရောက်တဲ့အချိန်မှာတော့ဂျီယုံကအိပ်ပျော်နေတဲ့ထဲကျုံကိုအလေးဝင်တိုက်ခိုက်ပြီးတော့အပြတ်ရှင်းမှုနောက်ကနေလှုပ်ကြံခဲ့ပါလိမ့်။အိပ်ပျော်သေးပဲတတိနဲ့နေနေတဲ့ထဲကျုံကတော့ဂျီယုံကိုချက်ချင်းပဲပြန်ခုခံနိုင်ခဲ့ပြီးအဆုံးမှာလည်းထဲကျုံကသာဂျီယုံကိုအမောက်သိပ်ပေးလိုက်ပါလိမ့်။ဒုနဲ့လူစင်စင်းနေရောက်တဲ့အခါမှာတော့ရောရော့ဆူတယောက်ထဲကျုံတို့အခန်းဘက်ကိုအောင်ရောက်နေခဲ့တာဖြစ်ပြီးတော့ ဘလို့ဖြစ်သွားမလဲလို့သိချင်တဲ့အခါခဏကြာတဲ့အခါမှာတော့အခန်းထဲရတဲ့ AC ထွက်လာတဲ့ထဲချုံးနဲ့ထဲချုံးကိုရိုသေတွေပေးနေတဲ့ဒဏ်ရာရီနဲ့တပည့်ဖြစ်သူဂျီယုံကိုမြင်ပြီးတော့ဂျေနေလိုသဘောပေါက်လို့သွားခဲ့ပါတော့တယ်။ထဲချုံးကတော့သူကိစ္စသူပဲအောင်ရှိနေခဲ့တာမလို့ဒီနေရာကနေထွက်ပြေးဖို့အတွက်အရင်ဆုံးဖြေရှင်းရမယ့်ပြဿနာတစ်ခုဖြစ်တဲ့ရောရော့စုကိုဘလို့မျိုးရှင်းထုတ်အောင်လဲစွာကိုတွေးနေခဲ့ပါတယ်။အဲ့လိုနဲ့နောက်ရမှာတော့တယောက်တည်းသမင်းထိုင်စားနေရောရော့စုရဲ့ရှေ့ကိုထဲချုံးကမျက်နှာချင်းဆိုင်ဒဲ့ပဲဝင်ထိုင်လိုက်ပါတယ်။အဲ့တော့ထဲချုံးကရှေ့လျှောက်သူ့ကိုမနှောက်ရှက်တော့ရင် အရင်ကသူ့ဘော်လုတ်ခဲတာအားလုံးခွင်းလို့ပေးမယ်လို့ပြောလိုက်တော့ရော်ရော့ဆူကထဲကျုံဟားတိုက်ပြီးတော့ထဲကျုံတေသွားရင်တော့မနှောက်ရှက်ဖို့ကိစ္စကိုစဉ်းစားပေးမယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါလိမ့်ထဲကျုံကရော်ရော့ဆူကိုကိုညမကိုပြန်ပြီးတော့မေးရမရင်းချင်းငယ်တာမလားဆိုပြီးတော့ဇာကနာထိုးလိုက်ချိန်မှာတော့ရော်ရော့ဆူလည်းဒေါသတွေအတောင်လိုက်ထွက်လာပြီးတော့စိတ်မထိန်နိုင်တော့ပဲထားပြီးတော့တောင်းကျမ်းပါတော့တယ်ရော်ရော့ဆူကထဲကျုံကိုရိုက်နှက်ထိုးကျိတဲ့အခါမှာထဲကျုံကဘာမှတုံ့ပြန်ခဲ့သလိုဘေးနာလူတွေလည်းဆွဲလို့မရတာကြောင့်ရော်ရော့ဆူကထဲကျုံကိုစိတ်ရှိလက်ရှိပြင်းနေပါတော့တယ် အဲ့ချိန်ထဲကျုံးနဲ့ရင်းနှီးတဲ့ထောင်ဆောင်ရန်ကရောက်လာပြီးတော့ရောရစုကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါလေထဲကျုံးကသူ့စီစဉ်တဲ့အကွက်ထဲကိုတန်းဝင်သွားတဲ့အတွက်ရန်ကိုကျဉ်းနဲ့နေခဲ့ပြီးတော့ရောရစုရဲ့ရန်သူတော်ကြီးဒိုကန်ကျဲကလည်းထဲကျုံးရဲ့အထောက်အသဘောပေါက်သွားခဲ့တဲ့အတွက်ထဲကျုံးကိုတော်တော်လေးကိုစိတ်ဝင်စားသွားခဲ့ပါလေအဲ့ဒါမှတော့အပင်ဆိုင်နေတဲ့ထဲကျုံးစီထောင်ဆောင်ရန်ရောက်လာခဲ့ပြီးတော့တောင်းကျမ်းနေတဲ့ရောရစုကိုတိုက်ပိတ်တံချမှတ်လိုက်တဲ့အကြောင်းကိုလာပြောပြခဲ့ပါလေနောက်ပြီးတော့ထောင်ဆောင်ရန်ကအပင်အတွက်ထဲကျုံးမှာလိုက်တဲ့လိုအပ်တဲ့ပစ္စည်းတွေကိုပေးလိုက်ပြီးတော့ နောက်ထပ်လေလူရာရှိရင်တို့အချိန်မင်းပြောလို့ရအောင်မှာထပ်ပြီးတော့ပြောခဲ့ပါလိမ့်ပြီးတော့ထဲချုံကထောင်ဆောင်ရန်ယူလာတဲ့ထဲကဖော်တုံးဒုံးကိုပန်းအော်ရဲထည့်လိုက်ပြီးစရိုကန်းစီကိုယူလို့သွားခဲ့ပါလိမ့်အပေါင်းမမလုံချိုရင်းနေစစ်တဲ့အခါမှာသူကထောင်ဆောင်ရန်ရဲ့ပန်းအုပ်တွေလိုအပ်တာတွေလုံပေးနေတာဖြစ်ကြောင်းကိုပြောလိုက်တာကြောင့်လုံချိုရင်းနေစီကနေအရင်မခံရတော့ဘဲနဲ့ပန်းအုပ်ကိုအေးစေးပဲယူသွားလို့ရခဲ့ပါလိမ့်စရိုကန်းနဲ့ရောက်တဲ့အခါမှာတော့ထဲချုံကပန်းအုပ်ကိုလုံချိုတဲ့နေရာမှာတိန်းထားခဲ့လိုက်ပါလိမ့်ညာရောက်တဲ့အချိန်မှာတော့ထဲချုံကသူ့ကိုအလေးဝင်ပြီးတော့ဘေးအောင်မလာဟဲ့အောင်လို့ဂျီအောင်ကိုမေးလိုက်ပါလိမ့် ဂျီယုံကတော့သူရင်းနှောက်တွေကထဲကျွန်းရှုံးသွားဖြစ်တာမလို့ထပ်မလုပ်တော့တဲ့အကြောင်း AC ပဲပြန်ပြောလိုက်တဲ့အတွက်ထဲကျွန်းလည်းဒီညအတွက်အနယ်ကင်းနေတယ်ပဲအနားယူခွင့်ရသွားခဲ့ပါလိမ့်ဒီနေ့နောက်မနက်မှာတော့ထဲကျွန်းကသူ့ရဲ့ထောင်ပေါက်ပြေးမဲ့စီစဉ်အတွက်လိုအပ်တာတွေပြင်ဆင်ဖို့စတင်ပြီးလှုပ်ရှားခဲ့ပါပြီထဲကျွန်းကဘီစုံအတွက်တောင်းဝန်ကြတဲ့အကျဉ်းသားကိုတိတ်ဆိတ်လေးအမှောက်သိမ့်ခဲ့ပြီးတော့လေးရသွားတဲ့အဲဒီအကျဉ်းသားနေရာမှာသူကအစားထိုးပြီးတော့လှုပ်ဆောင်ပေးမယ်လို့တောင်းဝန်ယူလိုက်ပါလိမ့်အဲ့နောက်မနေ့ကပန်းအုံးထားခဲ့တဲ့စလိုဂန်တွေကိုပြန်သွားလိုက်ပြီးပန်းအုံးတွေကဖော်တုံးယူကဘီဆောင်ရဲ့အခန်းတော်တွေဖော်တုံးပေါ်မှာပုံတူရိုက်နှိပ်လိုက်ပါလိမ့် ဘောလုံးနဲ့ဘန်းကိုစိုက်ပြီးချန်နဲ့ယူသွားပြီးတဲ့နောက်မှာတော့ခုနကတော့ပုံရိုက်နေထားတဲ့တဲကိုကော်အီဒီနဲ့လောင်းထိပ်ပြီးတော့အခဲခံထားလိုက်ပါလေပြီးတော့မှဘောလုံးကိုပန်းဝရဲပြန်ထိပ်ပြီးတော့စိုက်ပြီးချန်နဲ့မှာပဲဖွက်ထားခဲ့လိုက်ပါလေအဲ့လိုနဲ့ခဏကြာမှတော့ဂျင်းသားတွေကိုကာကွယ်သေးထိုးပေးဖို့အတွက်ဆိုပြီးတော့တောင်ဝကြဆရာဝန်ရောက်လာခဲ့ပါလေအဲ့ဆရာဝန်ကတော့တခြားသူမဟုတ်ပဲယိုဟန်လူပဲဖြစ်ပြီးတော့ဆရာဝန်ကကာကွယ်သေးထိုးနေတဲ့ထဲကျုံးအပြတ်ရှင်းဖို့အတွက်အစီအစဉ်နဲ့ရောက်လာခဲ့တာပဲဖြစ်နေပါလေဆရာဝန်နဲ့သူ့အဖွဲ့တွေထောင်ထဲကိုရောက်ချိန်မှာပဲတစ်ဖက်ကပြန်လာတဲ့ ထေကျုံနဲ့ထိတ်တိုက်တွေ့သွားခဲ့တာကြောင့်ရှောင်းဝန်ကလည်းထေကျုံရဲ့အင်ဂျီကအမှတ်စင်ကိုကြည့်ပြီးမျက်နာကိုတေးချမှတ်ထားလိုက်ပါလေရှောင်းဝန်ဆေးဘေးကန်ကိုရောက်မှာပဲကာဝေးသေးထိုးရမယ့်အထက်ကနေထေကျုံတို့အထူးပြင်ဆင်လာတဲ့ဆေးတမျိုးကိုတတ်တတ်ဖယ်ထားလိုက်ပါလေတမက်မှလည်းအချင်းသားအလုံးကကာဝေးသေးထိုးဖို့အတွက် ပြင်ဆင်နေကြပြီမယ်ထေကျုံတို့ရာရှိတယောက်ကသူ့ရဲ့ကားကိုအရေးကြီးပြင်ပေးဖို့အကူအညီတောင်းလာကြောင့်လုံအောင်မတယောက်တည်းကြံနေခဲ့ရပါလေရာရှိကလည်းကားကိုလုံအောင်စီယူလာပေးပြီးတော့သူပြန်လာရင်ထေကျုံတို့ဆားစရာယူလာပေးမှာမို့လို့ကားကသာဂိူးဆိုင်ပြင်ပေးဖို့မှာပြီးတော့ဓမေးစားကန်းကိုထွက်သွားခဲ့ပါလေ ဲ့ဒီမှာတယောက်တည်းကြံခဲ့တဲ့ထဲကျုံကတော့ကောင်းကောင်းလှူရှားဖို့အတွက်ခွင်းရသွားခဲ့တာဖြစ်ပြီးကိုအိမ်နဲ့ပုံလူပွားထားတဲ့တော့တွေကိုတန်ပြားမှာပုံဖော်ပြီးတော့ဖြတ်တောက်ပါတော့တယ်ထဲကျုံလည်းလော်ဂျီလုံးနေရပြီမဲ့အမအိမ်မရှိအောင်ကူးဆိုင်နေရမလို့အချိန်နဲ့ငယ်ကြာသွားခဲ့ပါတယ်အဲ့လိုနဲ့ပဲထဲကျုံကစားစရာယူပြီးတော့ပြန်လာတဲ့အရာရှိလဲအလုတ်ခန်းမှာကားပြင်လာတဲ့မတတ်ဆိုင်တဲ့ဆက်တန်တွေကိုကြားလိုက်ရတာကြောင့်အရန်လန်ပြီးတော့အထဲကိုဘာဖြစ်တာလဲဟာဆိုတော့ဝင်ကြည့်ပါတော့တယ်အဲ့ဒီမှာပဲကန်ကောင်းသွားတဲ့ထဲကျုံကသူ့ရဲ့တော့ကိစ္စပြီးသွားခဲ့ဖြစ်ပြီး အရာရှိရဲ့ကားမှာလိုအပ်နေတဲ့ပစ္စည်းလေးတစ်ခုကြောင့်ဆက်ကိုအသုံးပြုနေခဲ့တာပဲဖြစ်ပါတယ်။ထဲကျုံတယောက်ရာရှိလက်ကနေတီတီလေးလွတ်လာခဲ့ပြီးတဲ့နောက်မှာတော့အရာရှိပေးတဲ့မုန်းထုတ်လေးကိုယူပြီးတော့အလုံးငါးနေပြန်ထွက်လာခဲ့ဖို့လှုပ်လိုက်ပါတယ်။ဒါပေမဲ့ရာရှိအမှလန်းတားလိုက်ပြီးတော့ခန္ဓာကိုယ်စစ်ဆေးဖို့လုံးချိန်မှာတော့ထဲကျုံလည်းအရန်ကိုလန်သွားခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ဘောင်းမီအိတ်ကတည်းကတော်တူတွေရှိနေတာကြောင့်ပါ။ဒါမှလည်းရှာပွေလိုက်မှာတော့ဘာမှမတွေ့ခဲ့ပဲကန်ကောင်းသွားတာတော့ထဲကျုံကကော်ပီပွားလာတဲ့တော့တွေကိုမုန်းထုတ်ထဲကိုအမြန်ပြောင်းထည့်ပြီးတော့လလန်းမီယာမှာတင်ထားလိုက်တာကြောင့် ဒီတစ်ခေါက်မှလည်းအေးဆေးပဲလွတ်သွားခဲ့ပြန်ပါလေဒုံနဲ့လန်တနီယာရောက်မှတော့ဒိုကန်ကျဲတို့အုပ်စုကရောက်လာပြီးတော့ထဲကျုံဝိုင်းပြီးတော့ကြက်ကြပြန်ပါလေထဲကျုံကတော့သူ့ကိုအန်နေပြူတော့မယ်လို့ထင်နေပေမဲ့ဒိုကန်ကျဲကထဲကျုံနေလဲရောရော့စုကိုအပြတ်ရှင်းနေတယ်ဆိုရင်သူတို့နဲ့အတူပူးပေါင်းပြီးတော့သူ့အဖွဲ့တွေဝင်လို့ရအောင်လာပြီးတော့ခေါ်တာပါထဲကျုံကသူ့ဟာသူ့အေးဆေးပဲနေချင်တဲ့အကြောင်းကိုပြန်ပြောလိုက်တော့ဒိုကန်ကျဲလည်းအေးဒါဆိုလဲတိတာစဉ်းစားလိုက်ကွာနောက်တစ်ခေါက်မှပြန်တွေ့တာပေါ့လို့ပြောလိုက်ပြီးနေရာကနေထွက်သွားလိုက်ပါလေအဲ့လိုနဲ့ထဲကျုံကြောက်ခန်းကိုပြန်ဟောသွားချိန်မှာတော့ သူခန်းထဲကိုယာရှိတောက်ရောက်နေရကြောင်းရန်လန့်သွားပါတယ်။ဒါပေမဲ့တကယ်တမ်းယာရှိကနောက်လုံးမဲ့ fight club မှာထဲကျုံးဝင်ပြိုင်မှာဖြစ်ကြောင်းနဲ့အဲ့ဒီပွဲအတွက်သူကလည်းလောင်းချေးများကြီးထထားခဲ့တာကြောင့်ပြိုင်ပွဲမှာတေချာလုပ်ဖို့လာပြီးတော့သူ့ကိုမှားတာဖြစ်နေပါတယ်။အဲတော့မနေ့ပြန်ပွဲအတွက်ခန္ဓာကိုယ်ကြန့်ခိုင်နေဖို့လိုအပ်တာမဟုတ်လို့ကာကွယ်သေးထိုးတဲ့နေရာမှာလည်းထဲကျုံးစားတခြားလူတယောက်ကိုလူစားထိုးထဲပေးထားတဲ့အကြောင်းကိုယာရှိကထပ်ပြောလိုက်ပါတယ်။ဒါမှမဟုတ်ရှောင်းကဂျင်းသားတွေကိုအလဲကျကာကွယ်သေးထိုးပေးနေခဲ့တာဖြစ်ပြီး MSC 23ကနေဘတ်ထဲကျုံးဆိုတဲ့နာမည်ကိုခေါ်လိုက်ချိန်မှာတော့ ဆောင်ကလည်းသူခုနပြုပင်ပြင်ဆင်ထားတဲ့တခြားဆေးပလင်းတလုံးကိုအစားထိုးပြီးတော့အစင်နဲ့ထိုင်ဆောင်နေခဲ့ပါလေပြီးတော့မှရောက်လာတဲ့အကျဉ်းသားရဲ့မျက်နှာကိုမြင်ပြီးတော့အဝင်းမမတွေးလိုက်တဲ့ဘက်ထရီကျွန်းဟုတ်မနေတာကိုသိလိုက်တော့ဆောင်လည်းအချိန်လေးသဘောပေါက်သွားပြီးတော့သူ့အစီအစဉ်ကိုရပ်ပစ်လိုက်ရပါလေဒုနဲ့နောက်တစ်ခါကိုရောက်ချိန်မှာတော့ပြိုင်ပွဲအတွက်အချိန်ကြာပြီဖြစ်တဲ့အတွက်အရာရှိကထရီကျွန်းလာပြီးတော့ခေါ်သွားခဲ့ပါလေပွဲရောက်ချိန်မှာတော့အရာရှိကထရီကျွန်းကိုဒိုကန်ကျဲလို့အဖွဲစီမှာအတ်ထားခဲ့လိုက်ပြီးတော့ပွဲမစားခင်မှာတော့ဒိုကန်ကျဲရတဲ့ဘက်မှာရှိနေတဲ့ရောတော့စုလို့အဖွဲကကောင်းလေးကိုပြလိုက်ပြီး ိုက်ကောင်လေးကိုဘလို့ပြင်းရမယ်ဘာညာပြင်းရမယ်နဲ့ထဲကျုံဆရာကြီးလုံနေခဲ့ပါလေဒါမဲ့ထဲကျုံကတော့ဆက်ဆက်ဆိုပြီးတော့ချက်ချင်းပဲဂျိုးဝိုင်းနဲ့ဝင်သွားပြီးတော့တစ်ဖက်ကအဖွဲတဲ့အကောင်ခနာလေးပဲအုံအုံဆိုအမောက်သိပ်ပြလိုက်ပါလေထဲကျုံတောင်ဂျိုးဝိုင်းနဲ့ပြန်ထွက်လာပြီးတော့ဒီလိုလိုပဲနိုင်မီမလားလို့ပြောလိုက်ကအပြင်ကိုပြန်ထွက်သွားနေမှာတော့ဒုကန်းကလေးထဲကျုံရဲ့လိုရဲ့ကြောင့်သာပေါက်ကွဲပြီးတော့ကြံနေရစ်ခဲ့ရပါတော့တယ်ထဲကျုံပြန်လာချိန်မှာတော့ပြဿနာမပြီးသေးပဲနောက်တော့မှုကထပ်ပြီးတော့ပေါ်လာပြန်ပါလေအဲ့ဒါကတော့ထောင်ဆောင်ရန်ကထဲကျုံတောင်ကာကွယ်သေးထိုးဖို့ကြံနေခဲ့တယ်ဆိုပြီးတော့တီးလိုက်တာကြောင့် ထဲတုန်းကကာဝေးသေးထိုးပေးဖို့အတွက်ဆရာဝန်ထပ်ခေါ်ပေးထားခဲ့တာပဲဖြစ်နေပါလိမ့်အဲ့ဒါမှတော့ဆရာဝန်ကစေးပေးကန်းစီထဲတုန်းကိုခေါ်သွားပြီးတော့ကာဝေးသေးထိုးပေးဖို့လှုပ်ပါတော့တယ်ထဲတုန်းကတော့သူ့စီစဉ်မအောင်မြင်နိုင်ပါဘူးပဲစိုးရိမ်နေတဲ့အတွက်နိုင်ကိုပဲခဏခဏကြည့်နေပြီးတော့ကာဝေးသေးထိုးဖို့လည်းအာယုံရတဲ့ပုံမပေါ်ပါဘူးဆရာဝန်ကထဲတုန်းအမတ်စီနဲ့နာမည်ကိုမေးပြီးချိန်မှာတော့ထဲတုန်းကသူ့ရဲ့ပြစ်မှတ်စရာကိုတီးသွားခဲ့ပြီးတဲ့အခါမှာထိုးပေးရမယ့်ကာကွယ်စည်းစားသူရင်စီစဉ်ထားတဲ့တခြားဆေးတမျိုးကပြောင်းပြီးတော့ထိုးပေးခဲ့လိုက်ပါလိမ့်အဲဒီမှာထဲတုန်းကတော့နိုင်ကိုမော့ကြည့်ပြီးတော့ အခြေအောင်ပြင်ကိုထွက်ဖို့သူ့အတွက်လှုပ်ရှားခြင်းကမိနစ်30ပဲကြံတော့တောင်တီးသွားခဲ့တာကြောင့်စိတ်တွေရန်ကိုလှုပ်ရှားနေတုံးမှာပဲဒီပိုင်းလေးကဒီမှာတခမ်းရက်ပြန်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့ပိုင်းကတော့ဒီလောက်ပဲနောက်နေ့မှနောက်တစ်ပိုင်းနဲ့ပြန်ပြီးတော့တွေ့ပါမယ်ခင်ဗျာ channel subscribe လုပ်ဘေးနားကို call လောက်နှိပ်ပြီးတော့ sound ကြည့်ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့မှပြန်တွေ့ပါမယ်ခင်ဗျာ